အဖက်ဖက်ကခတ်တဲကြက်တဲပြီးတော့နေစရာမရှိစားစရာမရှိပြည်သူတွေဒုက္ခရောက်နေတာเนาะပြည်သူအိမ်တို့လေရင်နဲ့ဘုံကျဲတာပြည်သူတို့အကြမ်းဖက်နှိပ်စက်နေတာပြည်သူတို့အနိုင်ကျင့်နေတာအမျိုးမျိုးစိတ်ဆင်းရဲကိုဆင်းရဲပြုတ်နေတဲ့သူကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စစ်အာဏာရှင်စနစ်ကြာရှုံးရမည်။ဗီဒီယိုဖိုင်လေးကတော့မဲခွဲမှာပေါ့နော်အမှန်တရားပြောတဲ့လူတွေအတွက်ပါပဲနော်ပေါက်တက်ကလိန်ညာပြောမဲ့လူတွေကတော့ဝင်မမှန်နဲ့အဲ့မှန်တွေကိုလက်ခံမှာမဟုတ်ဘူးပေါ့နော် မြန်မာနိုင်ငံမှာပြည်သူတွေဒုက္ခရောက်အောင်ပြည်သူတွေစားနေရိတ်ခါမရှိအောင်ပြည်သူတွေကုန်စည်နှုန်းတွေတက်အောင်ပြည်သူအိမ်တွေကိုလင်းရင်နဲ့ဘုံကျဲတာပြည်သူတွေကိုတပ်ဖြတ်နေတာပြည်သူတွေငဲ့ညာခြင်းမရှိဘဲနဲ့လှုပ်ချင်တိုင်းလှုပ်ပြီးအာဏာယူနေတဲ့သူကမင်းအွန်လိုင်းစစ်တက်လားပြည်သူကာကွယ်ရေးတက်မတော် BDF တွေလား1လား2လားပေါ့နော်မင်းအွန်လိုင်းစစ်တက်ဆိုလို့ရှိရင်1လို့ရေးခဲ့ပါပြည်သူကာကွယ်ရေးတက်ဖို့ဝင်နေဆိုရင်2လို့ရေးခဲ့ပါ ရှယ်ပေးနော်အဲ့ဒီမဲကိုခွဲมาဖြစ်ပါတယ်ရှင်နော်မြန်မာသေးချာနားထောင်နော်မိခုံးကမြန်မာနိုင်ငံမှာစီးပွားရေးလူမှုရေးအဖက်ဖက်ကခတ်တဲကြက်တဲပြီးတော့နေစရာမရှိ စားစရာမရှိပြည်သူတွေဒုက္ခရောက်နေတာနော်ပြည်သူအိမ်တို့လေရင်နဲ့ဘုံကျဲတာပြည်သူတို့အကြမ်းဖက်နှိပ်စက်နေတာပြည်သူတို့အနိုင်ကျင့်နေတာအမျိုးမျိုးစိတ်ဆင်းရဲကိုဆင်းရဲပြုတ်နေတဲ့သူကမင်းအွန်လိုင်းစစ်တက်လားပြည်သူကာကွယ်ရေးတက်မတော် BDS လားအဲ့ဒီနှစ်ခုလေးကတစ်ခုကိုဖြေခဲ့ပါ မင်းအွန်လိုင်းစစ်တပ်ဆိုရင်နံပါတ်1လို့ပဲရေးပါပြည်သူကာကွယ်ရေးတပ်မတော် BDS ဆိုနံပါတ်2လို့ရေးခဲ့ပါပြည်သူမဲကိုခံယူပါတယ်ရှင်နော်မြတ်ကြခင်ဖြစ်ပါတယ်ရှင်နော်အဲအဲ့တော့ကြတော့ဘောမာလေးနင်တို့လည်းအင်အားရှိရဆိုဝင်ရေးပေါ့နော်1နဲ့2ပဲတစ်ခုနှစ်ခုလေးရတစ်ခုပဲရေးမှာစာရင်းများရင်ဖြတ်မယ်ရှင်နော်အဲပြိုင်တာပေါ့ပြည်သူနဲ့မဲခွဲလိုက်မယ်ဟုတ်ပြီလားနော် okay ငါဖေကပြောင်းပြန်လှန်လှန်နေလို့အဲ့ဒါဘသူကအကြမ်းဖက်ဘသူကပြည်သူတတ်မတော်ဆိုတာအဲ့ဒါသိသွားအောင်လို့နော် ဒါငါဆီယမမြတ်ကြခင်ကတော့နံပါတ်1ပါเนาะမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကလည်းမင်းအောင်လိုင်းဖြစ်တယ်မြန်မာနိုင်ငံမှာသဘုံစစ်တပ်ကလည်းမင်းအောင်လိုင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာမရိစစ်တပ်ကလည်းမင်းအောင်လိုင်းစစ်တပ်ဖြစ်ပါတယ်เนาะပြည်သူတို့ဒုက္ခဒုက္ခပေးတဲ့စစ်တပ်ကလည်းမင်းအောင်လိုင်းစစ်တပ်ဖြစ်ပါတယ်ပြည်သူတို့အနိုင်ကျင့်တတ်ဖြတ်ပြီးပြည်သူအိမ်တွေလေရင်နဲ့ဘုံကျဲပြီးတော့နီးမျိုးစုံအကြမ်းဖက်နေရလဲမင်းအောင်လိုင်းစစ်တပ်ဖြစ်ပါတယ်ဆီယမမြတ်ကြခင်ကတော့ဆရာဆိုတော့ပြည့်ပြည့်စုံစုံဖြည့်ပေးလိုက်တာဖြစ်ပါတယ်ရှင်เนาะ အမှန်တရားကိုပြောတာဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ like and follow share လုပ်ပေးပါ comment မန့်ခဲ့ပါ number 1လား2လား1ကမင်းအောင်လိုက်ပါ2ကပြည်သူကဝေးကြီးတက်မတော်ပါတရားပြောတယ်နော်မမားစီနေရှင်နော်မန့်လာပြီရှင်နော်ဒါတွေကအမှန်တရားမျက်လုံးမြင်တဲ့လူနားကြားတဲ့လူဆိုအမှန်တရားကိုအကုန်မြင်ပြီးအကုန်သိတယ်ရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်ဒီမန့်ကဆ ्याम မပေါ့နော် PDF ကလေးတွေကတော်ရရကလေးတွေကတစ်ချိန်ကြာလို့ရှိရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ဖြစ်လာနိုင်တယ်ဖြစ်လာဖို့ရှိတယ်ရည်ရွယ်ထားတယ်ဆိုတော့ဆရာမပြောထားတာပေါ့နော်အဲ့ဒီအောက်မှာ तू ကလာမှန်ထားတာအကျန်းဖက်ကတရားဝင်ဘယ်တော့မှဖြစ်မလာနိုင်ဘူးတဲ့စိတ်ကူးတွေမရင်ပါနဲ့လို့တဲ့ပုံကြည့်ရတာဥလေးပုံကြည့်ရတာအသက်50ကျော်60ကျော်လောက်တော့60ကျော်50ကျော်လောက်ဖြစ်မယ်နော်ဥလေးရထမင်းစားရမလားနော်ထမင်းစားပြီးတော့အကျန်းဖက်ကဘယ်ဟာ အဲတရားမျှတမှုကိုရှာနေတဲ့လူတို့အကျန်းဖက်လို့တုံးတုံးတာဥလိယာထမင်းစားပြီးတော့ကြီးတာလားမက်ဆင်စားပြီးကြီးတာလားဆိုကိုကိုကိုတနေ့တနေ့ဘာစားလဲဆိုတာပြန်ကြည့်အသက်ကြီးပြီးအချိန်မစီးဘူးလို့ပြောတာနော်အခုလက်ရှိလေရင်နဲ့ဘုံကျဲနေတာအကျန်းဖက်ကဘာလုပ်လဲဆိုတော့ကလေးရစားခွေးအောင်သိတယ်နော်ဥလိနော်ဥလိယာမြန်မာနိုင်ငံသားမဟုတ်ဘူးလားမျက်လုံးတွေမမြင်ရလားဥလိထမင်းစားရမလားကြက်ပြေမူးပြေအောင်လုပ်နော်ဥလိဘောကြီးရပဲမမနေနဲ့တေးလို့ရှင်ငရေပြေရောက်မှာဘောမှာဟုတ်ပြီနော်ဥလိနော် ကျေးဇူးတင်တယ်နော်မင်းအောင်လားချက်ချင်းမသိဘူးနော်မင်းအောင်လားတချို့ကဆရာမပြောမဲ့လူတယောက်ကသူများတက်လို့တေးတဲ့ကံပါတဲ့လူကသူများတက်လို့တေးရတယ်သူများတက်လို့တေးတဲ့ကံမင်းအောင်လိုက်မှာမပါဘူးမပါဘူးသူ့ကိုယ်သူတက်သေးလို့လည်းမရဘူးမရတော့မင်းအောင်လိုက်ကအိရာထဲမှာမလုံနိုင်မကင်နိုင်နဲ့ပက်လက်လှမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒါတနှစ်လောက်ခံရမှာအဲ့ဒီယောဂကနော်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ကိုယ်ကိုယ်ကိုလည်းတတ်သိလို့များကိုယ်ကိုယ်ကိုယ်လည်းမလုံနိုင်မှန်းအဲ့ဒီယောဂတစ်နေ့တော့ခံအောင်ပါ ခံပြီးလို့ရှင်သေသွားရင်တော့မှချက်ချင်းချက်ချင်းငရဲကိုမရောက်ဘူးနော်မင်းအောင်လန်းသေရင်ချက်ချင်းငရဲမရောက်ဘူးတဆေကြီးဖြစ်မှာနော်ဆရာမဒါဟောထားပြီးသားသုံးဘဝသာတော့ဟောထားတယ်တဘဝသာတော့မဟုတ်ဘူးနော်တဆေကြီးဖြစ်မှာအဲ့ဒီတဆေကြီးဖြစ်လို့ရှင်လေသူများတွေကညောင်မင်းတဆေဝေးလေးလေးမင်းအောင်လန်းအဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လန်းတဆေဂလေးတချေဂလေးတချေတဆေဖြစ်မှာ နော်သူလေရင်နဲ့ဘုံကျဲခဲ့တဲ့သူတွေနော်အဲသူသူ့ကြောင့်ဒီတိုက်ပွဲမှာတည်တဲ့ပြည်သူတွေကသူ့ကိုနော်ဤမျိုးစုံမျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်ပါ နော်အဲ့ဒီလိုမနေတိုင်းနှိမ့်ဆက်အောင်မှာအဲ့ဒီဒဏ်ကိုမရောက်လန်းအဲ့သစီဘဝနဲ့ခံရအောင်မှာနော်သက်စီတော်မှရိုးရိုးသက်စီမဟုတ်တညောင်းမင်းသက်စီကနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်နိုင်သက်စီကဂလေးသက်ချေသက်စီဆိုတော့နေစရာမရှိဘူးเนาะစားအမဲမဲတောက်အမဲမဲသူ့ကိုကြွေးမဲ့လို့မရှိဘူးအဲ့ဒီလိုသက်စီဘွားမှာနေရမှာเนาะအဲ့ဒီလိုသက်စီဘွားနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတွတ်လို့မရဘူး နော်ရက်လက်ဆုံးတွင်ရင်လဲသူကတာရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်အဲ့ဒီလိုမျိုးဖြစ်မှာအဲ့ဒီဘဝနေမှာဝကြွေးကျွတ်သွားပြီဆိုရင်ထပ်ပြီးတော့တဆေကြီးဘဝနဲ့ထပ်သေးမှာသေးတော့ကြတာဟိုးအဝေးစီငရဲကိုကြမှာနော်ငရဲရှစ်ထပ်ငရဲကြီးရှစ်ထပ်လို့ကြားဘူးလေဆရာမတော့မရောက်ဘူးဘူးနော်ဒါပေမဲ့ငရဲကြီးရှစ်ထပ်လို့ကြားဘူးတယ်ဒါပေမဲ့မင်းအောင်လိုင်ကိုငရဲပြည်ရှစ်ထပ်ကလက်မခံဘူး လက်မခံဘူးလက်မခံဘူးဘာဖြစ်လို့တော့အဲ့ဒီငရဲပြီမှာအာနာထပ်သိမ်းမှာစိုးလို့ငရဲမင်းကလက်မခံဘူးเนาะအဲ့တော့မင်းအောင်လိုက်ပြီးတီးတန်ငရဲရှိတယ်ဟိုငရဲပြီရှစ်ထပ်မှာမှာတီးတန်ငရဲရှိတယ်အဲ့ဒီမှာခံရမှာเนาะအဲ့ဒီမှာခံလို့ရှိရင်တော့မှာတခါတည်းပြောမယ်เนาะဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်เนาะအဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှိရင်တော့မှာမကြွ မင်္ဂလာပါရှင်နော်ဒီဗီဒီယိုဖိုင်လေးကိုအစာဆုံးကြည့်သွားဖို့ဆရာမမြတ်ကြခင်ကမေတ္တာရက်ခံပါတယ်မြန်မာနိုင်ငံနဲ့လဲစိုက်နေတဲ့အရာမလို့ပေါ့နော်နော်အခုဆန္နာမင်းပေါ်လာတယ်ဆိုတာဘာကြောင့်ပေါ်လာလဲဆိုတော့သူကအချိန်ကြိုက်ပေါ်လာတာဖြစ်ပါတယ်နော်ဆန္နာမင်းနဲ့ကျော်မျိုးမင်းနဲ့အင်တာဗျူးတွေတက်လာတယ်ဒီနေ့ဆိုလို့ရှိရင်28ရက်6/2025မှာအောင်မင်းနဲ့ဆန္နာမင်းနဲ့အင်တာဗျူးတွေတက်လာတယ်ပေါ့နော်အဲ့ဒီပေါ်လာတဲ့အကြောင်းရင်းကဘာလဲဆိုတော့ ပြည်သူနဲ့ဒီတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ NLD နဲ့ကြားမှာဝသွေးဖွဲ့ဖို့ထွက်လာတာဖြစ်ပါတယ်ရှင်နော်စန္နာမင်းစပြီးစကားပြောလာတာအမေစုကနဲ့စပြောပါတယ်ပြည်သူကမြန်မာနိုင်ငံသားတွေမှန်သမျှကတရားရာနှုန်းမှာ69ရာနှုန်းကအမေတော်အောင်ဆန်းစုကြည်ဆိုတဲ့နာမည်ပါတာနဲ့လမ်းဘေးရသံတောင်းစားပြောပြောအစင်တန်းရှိရဲ့လူကပြောပြောတော်လိုင်းရေးသမားတွေကပြောပြောပြည်သူကကြည်လာများတယ်သူကအဲ့ဒီအကွက်ကိုဆင်းလာတာဖြစ်တယ် နော်အဲ့တော့ကြတော့ तू ကကျမတို့ဒီတော်လန်ရေးလုံနေတဲ့သူတွေကဆန္ဒမင်းကအမေစုကြောင်းပြောမယ်ဒီပါတီကြောင်းနေပြောမယ်ဖွားမယ်ဆိုကျမတို့ကလည်းမခံနိုင်မခံနိုင်တော့ပြန်ပြောမယ်ပြန်ပြောတော့ကြတော့တော်လန်ရေးကိုလည်းတော်လန်ရေးသတင်းတွေကိုဖုံးလာကြတယ်မင်းအောင်လိုက်လုံမဲ့အကွက်တို့လည်းဖုံးပြီးသားဖြစ်တယ်နောက်ကျမတို့အဲ့လိုပြောလိုက်တဲ့အချိန်မှာပြည်သူကကျမတို့နဲ့ဖြစ်ပြီးဆိုရင်ဆန္ဒမင်းရဲ့ဗီဒီယိုဖိုင်ကိုကြည့်မှဖြစ်တယ်ကြည့်တော့ကြတော့ဘာဖြစ်လဲဆိုတော့ပြည်သူကိုပြည်သူနဲ့ဒီတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့သူ့ခွဲစကားကိုဒီကောင်မတွေကထည့်သွားမှာဖြစ်တယ် အဲ့ဒါကြောင့်အခုနောက်ပိုင်းကဆန္ဒမင်းမှမဟုတ်ပါဘူး88တုန်းကနိုင်ငံရေးလုတ်ခဲ့ပါတယ်ဆိုတော့အောက်တန်းစားတချို့ပေါ့နော်အဲ့ဒီတချို့တွေလည်းတွေ့ရမယ်669ကသထောင်းစားဓမ္မသထောင်းစားတချို့ကိုလည်းတွေ့ရမှာဖြစ်တယ်ဘာဖြစ်လို့လဲဒါဒီကသူတို့တို့ကတော့သူတို့က issue ပေါ့နော်သူတို့ရွေးကောက်ပွဲလုံးမဟာအတွက်ပြည်သူစိတ်ဝင်စားမှုရအောင်လို့သူတို့ကလုပ်တာဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်မအမြင်ကတော့မြတ်ကြခင်အမြင်ကတော့ကလင်ငချင်းနီးပေါ့နော်အဲ့တော့ပြည်သူကိုပြောချင်တာဝမ်းသာစရာတစ်ခုရှိပါတယ်တော်လိုက်တက်ဖက်ဝင်နေနဲ့ဒီကျွန်မတို့ ဒီမြေပြင်ရဲဘော်တွေဝမ်းသာကြတခုရှိပါအဲ့ဒါဘာလဲဆိုတော့ကျမတို့ဒီတော်လန်ရေးကအောင်နေပြီနောက်တစ်ခုကပြည်သူရဲ့စိတ်ဝင်စားမှုကလည်းလုံးဝကျမတို့အပေါ်မှာတရားရအောင်ကြာရောက်နေပါတယ်အဲ့ဒီအဲ့ဒီလိုဘာကြောင့်ပြောနိုင်တာလဲဆိုတော့အခုလက်ရှိစန္နာမင်းဆိုတဲ့သံတောင်းစားမှအနှုတ်ဆုတ်ဂုတ်ဆုတ်တွေကိုထုတ်သုံးလာတဲ့နီးရ ဲ့ဒါအဲ့ဒါဖြစ်နေလို့ပြည်သူကတို့ရွေးကောက်ပွဲကိုစိတ်ဝင်စားဘူးမင်းအောင်လှိုင်ကိုစိတ်ကိုဝင်စားလို့တို့ကိုစိတ်ဝင်စားစီခြင်းလို့တို့လှဲ့ကွက်တွေတုံးလာတာဖြစ်ပါတယ်နော်ဒါကတော့တို့နီးနဲ့ပြောမယ်ဆိုတို့ဂုံသေးရှိလူကြီးမင်းတွေကနိုင်ငံရေးလှဲ့ကွက်လို့တုံးတာပေါ့နော်ကျမအနေနဲ့ကတော့အောက်တန်းကြတဲ့နီးတွေပေါ့နော်အဲ့တော့ပြည်သူကိုပြောချင်ပါတယ်စာနာမင်းဖြစ်ဖြစ်အရင်တော့ကလှွတ်တော်မတ်အဟောင်းတွေဖြစ်ဖြစ်အဲဒီ669တွေဖြစ်ဖြစ်88ကနိုင်ငံရေးသမားတွေဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ်ဘယ်ပါတီရဖြစ်ဖြစ်ဒီအမေစုနဲ့ပတ်သက်လို့ပြောလာပြီဆိုရင် တင်နဲ့ပေ့တွေမှန်သမျှအကုန်ဘလော့ပေးပါကျမလည်းဘလော့ပါမယ်နော်တင်နဲ့အကောက်တွေမှန်သမျှအကုန်ဘလော့ပေးပါရှင်လုံးဝမကြည့်ပါနဲ့ကျမတို့တော်လန်ရိုးပဲအာယုံစိုက်ထားပါကျမတို့အဲ့ဒီလိုလှုပ်လိုက်မယ်ဆိုလို့ရှိရင်တို့ဖော်တဲ့အကွက်ထဲကိုကျမတို့မဝင်တော့ပါဘူးဒါကိုသိအောင်အားလုံးသိအောင်သတင်းလာပေးသတိလာပေးတာဖြစ်ပါတယ်ရှင်เนาะဝိုင်းแชร์ပေးပါကျေးဇူးတင်ပါတယ်ရှင်ကိုခွေးမသားတွေ ခွေးမာသားတွေခွေးရခွေးရခွေးနေနော်ကြားလားငါစီပီမာလာပြီးတော့ဟိုအကြံဖက်တွေအဲအကြံဖက်အားပေးမာတွေငါ့ကိုလာပြီးတော့နီးပိတ်မာတွေနော်ဟိုအကြံဖက်ဟိုဟွာလောက်တာတွေတပုံအားပေးတွေငါကွန်မန့်အောက်မာတွေရေးတာတို့ငါရဲ့ Facebook စီပီမာလာပို့တာတို့ငါရဲ့ TikTok စီပီမာလာပို့တာတို့နော်ငါပုံတွေကိုတင်းပြီးတော့အကြံဖက်အားပေးမာတို့နော်ဟိုဟိုဗာလဲတပုံအားပေးလို့မပြောနဲ့ခွေးမာသားတွေ နင်တို့နင်တို့ကအဲ့ဒါနင်တို့နင်တို့အဖေမင်းအောင်လန်းအမတပုံအစ်စ်အကျန်းဖက်အစ်စ်နော်သရောင်းစားတွေငဖေကပြောင်းပြန်လှန်လှန်ပြီးရာလာမရေးနဲ့ကြားလာသရောင်းစားကြီးအားနေလဲဆိုကိုမေကိုမအားလာပြန်လုံနေကြားလာငါအောင်မလာဝင်မမတ်နဲ့ငါကြိုက်တာငါလောက်တာလေငါအားပေးခြင်းတဲ့လူကအားပေးမယ်ငါပြောချင်တာပြောမယ်နင်တို့ကြိုက်လားကြိုက်ရင်ကြည့်မကြိုက်ရင်ကြော်လေတပုံကနင်တို့ဖေမင်းအောင်လိုင်းအကျန်းဖက်ကနင်တို့ဖေမင်းအောင်လိုင်းတိလာသရောင်းစားတွေခွေးသားတွေကြက်တရီတို့တော်တော်တုံးနေ